ဟယ်လိုအားလုံးပဲမင်္ဂလာပါအမဒီဗီဒီယိုလေးတွေမှာပေါ့နော်ဒီ Corsair ကိုဖုန်းနဲ့ဘယ်လိုတက်လို့ရလဲဆိုတော့ step by step သူချလေးပြပြပြထားပါတယ်အခုမှလုပ်ပြတာတော့ iOS နဲ့လုပ်ပြထားတာပေါ့နော်ဒါပေမဲ့ Android မှာလည်းအတူတူပဲဆိုတော့အလိုလိုက်လို့လို့ရှင်ရပါတယ်အမဒါလေးကိုဖုန်းနဲ့မလုပ်ပြခင်ဒီ course လေးကိုစိတ်ဝင်စားလို့ရှိရင် e-course လေးရဲ့အသေးစိတ် online နဲ့ certificate ယူမဲ့သူများအတွက်လည်းဈေးသက်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 နဲ့ဘယ်လိုမျိုးယူလို့ရတယ်ဆိုတာကိုအမဒီ video လေးမှာတရားသေးစိတ်ပြပြပေးထားပါဗျ။စိတ်ဝင်စားရင်တော့အမတွေ့ကြည့်လို့ရပါဗျ။ โอเคအားဆိုလို့ရှိရင်တော့အမတို့ဒီ phone ကနေပြီးတော့အရင်ဆုံး ခု Corsera app ကလေးကို download ချပါမယ်။အမတော့ App Store ကနေ download ချလိုက်တယ်။ကိုက Android ဆိုလို့ရှိရင်တော့ Google Play Store နဲ့ download ချပါ။ပြီးလို့ရှိရင် app ကလေးကိုဝင်လိုက်မယ်။ပထမဆုံးဖွင့်တော့ဒီလိုပေါ်လာလိမ့်မယ်။အမအမတို့ကအမတို့ရဲ့ cross ကိုရှာဖို့အတွက် search ကိုနှိပ်မယ်။အမ Adobe Content Creator လို့ရိုက်ရှာလိုက်မယ်။ထိပ်ဆုံးမှာဒါမျိုးလေးကြာလာမယ်ပေါ့နော်။ Adobe logo လေးနဲ့ Adobe Content Creator ဆိုတဲ့ဟာလေးကြာလာမယ်။အမတို့ကအဲ့ဒါလေးကိုနှိပ်လိုက်မယ်။ဒါဆိုဒီ page လေးကိုရောက်လာမယ်။ဒီ page မှာကြာတော့ ော့ဒါကသူ့ရဲ့ခေါင်း page ပေါ့နော်ဒီ course တွေပေါင်းထားတဲ့ specialization course ဆိုတော့အမတို့ free တက်လို့ရှိရင်ဒီမှာတက်လို့မရဘူးဒါကြောင့်မလို့ whole out ကသူ့ရဲ့ four course ပေါင်းထားတဲ့ဟာလေးကိုသွားမယ်ပြီးလို့ရှိရင်အမဒီပထမအဆုံးမှတော့ design fundamental နဲ့ဟာလေးကိုနှိပ်လိုက်မယ်မတော်အရာလေးကိုနှိမ့်လိုက်လို့ရှိရင်အဲ့ဒီမှာ C course detail ဆိုတဲ့အပြောင်းအလဲနဲ့ရေးထားတဲ့ဟာလေးကိုတွေ့လိမ့်မယ်။အမတို့အရာလေးကိုနှိမ့်မယ်။အဲဆိုရင်ဒီ page လေးကိုရောက်လာမယ်။အမအမတို့ကခလုတ်ပြားလေးနဲ့ C enrollment option ဆိုတာကိုတွေ့တယ်။အားလေးကိုနှိမ့်လိုက်မယ်။ တကယ်လို့ကိုကအကောင့်ရှိရင်တော့ကိုအကောင့်နဲ့ဝင်အကောင့်မရှိရင်တော့အကောင့်ဆောက်ပေါ့နော်အကောင့်ဝင်ပြီးသွားလို့ရှိရင်ခုန page လေးဝယ်ပြောင်းလာလိမ့်မယ်အဲဒါဆိုလို့ရှိရင်အမတို့ a page မှာအမတို့က see enrollment option ဆိုတာဝယ်ပြောင်းပြီးတော့နှိပ်မယ် အဲ့ဒါဆိုဒီ page လေးရောက်လာမယ်ဒီ page မှာသူရဲ့ဇင်းလုံးလေးရေးထားတာရှိတယ်အမတို့ free တက်မဲ့လူတွေကထိတ်တောင်းစုံမှာ audit ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိမ့်မယ်အဲ့ဒါလေးနှိမ့်လို့ရှင် first time ဆိုတော့အခုလိုမျိုးသူတို့မေးခွန်းလေးတွေပေါ်လာတယ်အဲ့ဒါလေးကိုလည်းအဆင်ပြေသလိုပဲနှိမ့်ပါမယ်နှိမ့်သွားပြီလို့ရှင်နောက်ဆုံးမှာအခုအမတို့ကြည့်ဖို့ဗီဒီယိုလေးစပြီးတော့ဗောနော်ကြည့်လို့ရပြီဘာလို့ဖြစ်ကတ်တာနီယောခရီးတီးဗ် โอเคအဲ့ဆိုလို့ရှင်တော့ဒါကဖုန်းလေးနဲ့ blue free ကြည့်လို့ရလဲဘောတော့တက်လို့ရလို့ဆိုပဲဟာလေးကိုပြထားတာပါတကယ်လို့ကိုက PC နဲ့ free တက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးမှာသွားပြီးတော့ဘလို့တက်လို့ရလဲဆိုတာကို step by step သွားပြီးကြည့်လို့ရပါတယ်เนาะအမတို့နောက်ရက်ဒီဒီ app လေးကိုခွင့်ဖွင့်ပြီးတော့ဒီ course လေးကိုပြန်တက်ချင်တဲ့အချိန်မှာအမတို့ဒီ land ဆိုတဲ့ page လေးကိုတက်ရရောက်ပါတယ်အဲ့တော့ကိုတက်နေတဲ့ course လေးကိုမြင်ရပြီးတော့တခါတဲ့အိတ်ကနေပြီးပဲတက်သွားလို့ရပါတယ် ပြင်ဒီအောက်ကမန်နျူကပေါ့နော်ဒီ explore tab မှာသူကသူရဲ့ course listing တွေရှိတယ်ဘာတွေဘာတွေ training ဖြစ်နေတယ်ပေါ့နော်သူတို့မှာရှိတဲ့ course list တွေရှိပါတယ်ဒီ career tab မှာတော့ကိုယ်စိတ်ဝင်စားတဲ့တမွေးဝမ်းကြောင်း career လေးတွေပေါ့နော်အမအဲ့လိုက်သွားနှိပ်ပြီးတော့အမတို့ဘာ course တွေရှိလဲဆိုတာကြည့်လို့ရတယ် အဲဒီလမ်းတက်မှာတော့အမတို့ရဲ့လက်ရှိသင်နေတဲ့ဟာလေးတွေသူပြမယ်ဒီ search မှာကြာတော့အမတို့ခုနလိုမျိုးပေါ့နော် course လေးတွေကိုသွားပြီးတော့ရှာလို့ရတယ်ပြီးလို့ရှိရင်နောက်ဆုံးဒီ profile မှာကြာတော့ကိုယ့်ရဲ့ပေါ့နော် user setting တွေသွားပြီးတော့လုပ်လို့ရပါတယ် okay အားလုံးလို့ရှိရင်တော့အားလုံးပဲအဆင်ပြေကြပါစေဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye